ရှင်ရှင်ဒီနေ့မိုင်းနဲ့ဆိုကြပြန်ပြီပေါ့နော်အာမအားသေးဘူးဆိုရင်လည်းအာရှယ်လေးတခုတော့လုတ်ပြီးတော့အားတဲ့အချိန်မှာကြည့်လို့ရပါတယ်နော်အားနေတဲ့သူတွေကြည့်နေကြတဲ့သူတွေလည်းဟိုဘယ်လိုပြောရမလဲရှယ်လေးတခုလုတ်ပြီးတော့လည်းကုညီလို့ရပါတယ်ရှင်ဒီနေ့ကကြတော့ MOU သမားတွေတော့ပေါ့နော် MOU လို့သမားတွေပဲလာရောက်ပြီးတော့ပြပြပေးมาဖြစ်ပါတယ်ဘာဖြစ်ဆိုတော်တော်များများမေးလာကြတဲ့သူတွေရှိတယ် MOU ၄နှစ်ပြည့်၅နှစ်ပြည့်၆နှစ်ပြည့်အဲအဲ့လူတွေကဘယ်လိုတွေးရမလဲဟိုဘယ်လိုပြောရမလဲအဲ့လိုမျိုးမေးလာကြတဲ့သူတွေအများကြီးရှိတာပေါ့နော်အဲ့ဒါကြောင့် moment လာရောက်ပြီးတော့ပြပြပေးมาဖြစ်ပါတယ်ရှင်ဒီမှာ MOU စာအုပ်နေတယ်အဲ့ဒါဘယ်လို MOU စာအုပ် ဲ့ဒါဘလို့ဆက်လို့ရမှာလဲအမယူစာအုပ်နေတယ်ဆိုတာဘာဖြစ်နေတာလဲညီမလေးအာရမင်းလာအာကောက်ပဲရှင်တော့မိလာတာကြောင့် MOU ဘာဖြစ်တာလဲတက်တန်ကုန်နေရလားအဲ့ဒါလေးပေါ့နော်အာအကွာ MOU စာအုပ်နေတယ်အဲ့ဒါဘလို့ဆက်လို့နေရမှာဆိုတော့ MOU စာအုပ်ဘာဖြစ်နေရလဲ၄နှစ်တက်တန်ပြရလား၅နှစ်တက်တန်ပြရလား၆နှစ်တက်တန်ပြရလားပေါ့နော်အာ okay အဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်တော့ MOU စာအုပ်၄နှစ်တက်တန်ပြတဲ့သူတွေကဒီထိုင်နေကမှာပဲ၂နှစ်တိုးခွေရတယ်၂နှစ်တိုးခွေရသေးရနော်နောက်ပြီးတော့ MOU ၅နှစ်ပြ ီးတဲ့သူတွေကနောက်ထပ်တစ်နှစ်တိုးခွေရသေးတယ် MOU 6နှစ်ပြီးတဲ့သူတွေကကြတော့အာ MOU 9နှစ်ပြီးသွားတဲ့သူတွေပေါ့နော်အာဘလို့ပြောရမလဲချက်နေပြီးတဲ့တုံတွေကကြတော့အာမြန်မာပြည်ကိုပြန်လို့ရမှာလားမဟုတ်ရင်ဒီထဲနဲ့ကမှပဲလုတ်ပေးမလားဆိုတာတော့သူတို့တင်ညာချက်တော့မရှိသေးဘူးပေါ့နော်အာအခုချိန်ဒီမှာဆိုတော့တော်တော်များများကြတော့မြန်မာပြည်မှာပြန်လို့ရဖို့အချိန်နေရှိတာပေါ့နော်ဒါပေမဲ့အပြစ်ကြတော့သူတို့ကတင်ညာထားတာမရှိသေးဘူးအဲ့လူတွေကဘယ်လိုလုတ်ရမလဲဆိုတာတော့တင်ညာထားတာမရှိသေးပါဘူးပေါ့နော်အာအခုလောလောဆယ်မှာကြတော့ အာအော်ဟုတ်ကဲ့ပါတက်တန်းကုန်နေလို့6နှစ်တက်တန်းကုန်နေတဲ့သူတွေကကြတော့ပေါ့နော်ဒီထိုင်းနိုင်ငံမှာသူတို့ကတိုးပေးဖို့ချိန်နေတော့မရှိသေးဘူးပေါ့နော်အခုချိန်နေမှာတော့ပေါ့နော်အခုလက်ရှိချိန်နေဒီအာ6နှစ်ပြီးတဲ့သူတွေကိုတက်တန်းတိုးပေးဖို့ဆိုတာတော့မရှိသေးပါဘူးသူတို့ကြေညာထားတာတော့မရှိသေးပါဘူးရှင်အခုလက်ရှိတော့ MOU သမားတွေဆိုရင်၄နှစ်ပြီးတဲ့သူတွေကြတော့2နှစ်တိုးခွေရတယ်9နှစ်ပြီးတဲ့သူတွေကကြတော့နောက်ထပ်2နှစ်တိုးခွေရတယ်ဒါပေမဲ့6နှစ်ပြီးတဲ့သူတွေကြတော့သူတို့တိုးပေးမယ်ဆိုတဲ့အာကြေညာချက်လေးတော့မထွက်လာသေးပါဘူးနော်ဒါကြောင့်မို့6 နေပြီးတဲ့သူတွေကကြတော့ဟိုဒီလိုပဲစောက်ရမလားဒီလိုပဲဘယ်လိုလုပ်ရမလဲဆိုတာလေးကိုတော့သူတို့ကြင်ညာချက်အာထုတ်တဲ့အချိန်ကြာလို့ရှိရင်မိုက်တစ်ခါလာရောက်ပြီးတော့ပြောပြပေးမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးလာမေးတဲ့အတွက်ပေါ့နော်သိချင်တဲ့လူတွေလည်းမေးလာလို့ရပါတယ်နော်အာမိုင်လာရောက်ပြီးတော့ ငါပြပြပေးမှာပေါ့နော်အာဘယ်လိုဆက်မှာလဲမမိုက်ဘယ်လိုဆက်မှာလဲညီမတဲ့အာဘယ်လိုဆက်ရမလဲဆိုတော့အခု6နှစ်ပြီးတဲ့သူတွေကကြတော့ပေါ့နော်6နှစ်ပြီးတဲ့သူတွေကကြတော့အခုချိန်မှာကြတော့ဘာမှလည်းလုံးလုံးမရသေးဘူးဖြစ်နေတာပေါ့နော်ဘာဖြစ်ဆိုတော့ကိုကတက်တန်း6နှစ်ပြီးနေတယ်ဆိုတော့သူတို့ဒီထက်မှတိုးပေးဖို့လည်းမရှိသေးဘူးဆိုတော့လေအဲ့ဒါကြတော့အဲ့ဒီလူတွေကကြတော့လက္ခဏာလေးစောက်ပေးကြပေါ့နော်ခဏလေးစောက်ပေးကြပါမဟုတ်ရင်လည်းဟိုမြမပြူမှာပဲပြန်လို့ရမလားအချိန်လေးရှိလားအခုလမ်းတွေဖွင့်နေတယ်ဆိုရင်လည်းသူတို့နေဆက်မှာပဲအာအရင်ကစာအုပ်သွားလို့တဲ့လိုမျိုးနေဆက်အုပ်သွားပြီးတော့လို့ရမလား ားဆိုတာလေးကိုတော့သူတို့ကြီးညာထားတာတော့မရှိသေးဘူးပေါ့နော်သူတို့တိတိကျကျပြောလာတဲ့တနေ့တူတူတိတိကျကျကြီးညာလာတဲ့တနေ့ရှိလို့ရှိရင်တော့မိုင်လာရောက်ပြီးတော့ပြပြပေးမယ်နော်အခုချိန်မှာကျတော့6ရက်သက်တမ်းကိုနေတဲ့သူတွေကြတော့လဲဟိုဘာမှလည်းလုံလုံမရသေးဘူးပေါ့နော် ဟုတ်ကဲ့ပါအခုလက်ရှိလိုရတဲ့သူတွေကကြတော့เนาะဒါကကြတော့ MOU ကဲဆောင်ထားတဲ့တငယ်ချင်းတွေအာအခုလက်ရှိလိုရမယ့်အရာလေးကကြတော့၄နှစ်ပြီးနေတဲ့သူတွေကကြတော့လေအာတက်နှစ်နှစ်တက်တန်တိုးလို့ရတယ်၅နှစ်ပြီးတဲ့သူတွေကကြတော့လက်တနည်းတက်တန်တိုးလို့ရတာပေါ့เนาะဒါပေမဲ့၆နှစ်ပြီးတဲ့သူတွေကြတော့အာအစားမယ်ပြောသလိုမျိုးပဲအာတော့ဆောက်ပေးရမှာပေါ့เนาะဟုတ်ကဲ့ပါရှင်အဲ့ဆိုရင်တော့အာအခုသိချင်တဲ့အရာလေးတွေပေါ့เนาะ သိချင်တဲ့အရာလေးတွေသိလို့ရှိတဲ့သိချင်တဲ့အရာလေးတွေကိုလည်းခုမေးလာလို့ရရယ်เนาะမိုင်းသိလို့ရှိရင်မဖြေပေးပါမယ်เนาะအာကျေးဇူးပါเนาะညီမလည်းပြပြပေးတဲ့အတွက်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်အခုလိုလာမေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်အာမိုင်းသိရင်တော့မအများကြီးဖြေပေးမှာဖြစ်ပါတယ်ရှင် MOU 9နှစ်ကုန်နေလို့တဲ့ပြောင်းပြောပြပေးပါအောင်မမရေ MOU 9နှစ်ကုန်နေတဲ့သူတွေနောက်ထပ်တစ်နှစ်တိုးလို့ရသေးရယ်เนาะအဲဆိုတော့ MOU 9နှစ်ကုန်တဲ့သူတွေနောက်ထပ်တစ်နှစ်တက်တိုးလို့ရပါသေးတယ်ရှင့် မအေးမြင့်မအေးမြင့်ဆိုတာကောက်ပိုင်ရှင်ပေါ့နော်မိလာလာက MOU 9နှစ်ကုန်နေလို့ပြောင်းလို့ရလားပြပြပေးပါအောင်တဲ့ဟုတ်ကဲ့ပါ9နှစ်သူတွေတော့အခုတစ်နှစ်တိုးလို့ရသေးတယ်နော်တော့တိုးလိုက်ပါရှင် အာသိချင်တဲ့သူလေးတွေရှိရင်လည်းမေးလာလို့ရသေးရနော်သိချင်တဲ့အရာလေးတွေပေါ့နော်သိချင်တဲ့အကြောင်းလေးနဲ့အာ CI စာအုပ်အကြောင်းလေးလားမဟုတ်ရင်ကိုသိချင်တဲ့အရာလေးတွေမေးလာပေးလို့ရသေးတယ်ဘာဖြစ်လို့ဆိုတော့မေကအချိန်ထိတဲ့ဆိုတော့ဖြေပေးပါမယ်နော်အာဒီနေ့ဒီကလာပြောချင်တဲ့လာပြောချင်တဲ့အကြောင်းအရာလာရောက်ပြီးတော့တတိပေးချင်တဲ့အကြောင်းအရာကြောင့် MOU စာအုပ်အာကဲဆောင်ထားတဲ့သူတွေအတွက်ပေါ့နော်အာတချို့သူတွေကကြာတော့လဲ၄နှစ်ပြီးတဲ့သူတွေရှိရယ်၅နှစ်ပြီးတဲ့သူတွေရှိရယ်အခုဆိုရင်၆နှစ်ပြီးတဲ့သူတွေရှိတယ်လို့မျိုးပေါ့နော်ဘာတွေဆက်လို့ရမလဲဆိုတာအာမသိသေးတဲ့သူတွေအများကြီးရှိတယ်တချို့သူတွေဆိုလို့ရှိရင်၄နှစ်ပြီ၄နှစ်ပြီသွားပြီ ီးဘယ်လိုဆက်လို့ရမလဲအဲ့လိုလေးမျိုးပေါ့နော်နောက်ပြီးတော့ MOU စာအုပ်တက်တန်းကုန်နေတယ်ဆိုလို့ရှိရင်တော့လည်းမြန်မာတန်ယုံကိုသွားပြီးတော့စာအုပ်လဲလို့ရတယ်เนาะဒါလေးတွေလည်းမမေ့ကြပါနဲ့အာစာအုပ်တက်တန်းကုန်နေလို့ရှိရင်တော့သွားလဲလို့ရပါတယ်ရှင်စာအုပ်တက်တန်းကြတော့အခုစနေနေ့ဘတ်တိုင်းမှာသူတို့ရက်ချင်းပေးနေပါတယ်เนาะမြန်မာတန်ယုံမှာပါရှင်စာအုပ်လဲမယ်ဆိုလို့ရှိရင်ပေါ့စာအုပ်တက်တန်းကုန်တဲ့သူတွေ ဟုတ်ကဲ့ပါ MOU စာအုပ်9နှစ်ပြည့်သွားလို့တဲ့2022 6လပိုင်းတန်ယုံမှာစာအုပ်လဲပြီးပြီအမဗီဇာ2နှစ်ရတယ်တဲ့ဟုတ်ကဲ့ပါရှင်ဗီဇာ2နှစ်ရတယ်ဟုတ်ကဲ့ပါရှင် MOU ၄နှစ်ပြည့်တွေကဗီဇာ2နှစ်ရတာပေါ့နော်ဟုတ်ကဲ့9နှစ်ပြည့်ပေါ့နော်ဗီဇာ2နှစ်ရတယ်အော်9နှစ်ကုန်သွားတာပေါ့နော်အာမြန်မာတိုင်းမှာဗီဇာ2နှစ်ရတယ်အော်ဟုတ်ကဲ့ပါရှင် MOU 6နှစ်မမရေးတဲ့ MOU 6နှစ်ကကြတော့အာနည်းနည်းအခုချိန်မှာကြတော့သူတို့ လဲပေးဖို့ဆိုတာတော့အာသူတို့ဒီထိုင်းနေကမှလုတ်ပေးဖို့ဆိုတာမရှိသေးဘူးပေါ့နော်ရှိတဲ့ချိန်ကြလို့ရှိရင်မိုင်လာရောက်ပြီးတော့ပြပြပေးမယ်နော်ထောင်းနေသူတဲ့သူတွေအတွက်နောက်တင်းဘယ်လိုလာရင်လဲမျှဝေပေးနော်တဲ့ဟုတ်ကဲ့ပါရှင်မျှဝေပေးပါမယ်အာစိတ်ချပါနောက်တင်းလေးတွေပေါ့နော်တကယ်ချင်းတို့ဘာလို့တက်လဲဘာလို့တိတ်လဲဘာလို့ဆိုတင်းလေးတွေသိလို့ရှင်မိုင်လာရောက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ရှင်စိတ်ချပါရှင်အခုလိုမျိုးမိုင်ကိုလည်းအများန်းလာရောက်ပြီးတော့ကြီးစုပေးတဲ့တယ်လည်းကြီးစုတင်ပါတယ်ရှင် CIP တင်ရှိဘယ်နဲ့ဘာဖြစ်တာအာဘာလဲ ပါမေတာရှိတော့တော်ရလားတဲ့ CI ရဲ့ PJ မရှိဘာနဲ့ပါမေတာရှိရင်တော်လို့ရလားတဲ့ဟုတ်ကဲ့ပါ CI စာအုပ်ဟုတ်လား CI စာအုပ်ပြောရလား CI PJ မရှိဘာနဲ့ပါမေတာရှိတော်လို့ရလားဆိုတော့ CI လည်းမရှိဘူးအ PJ လည်းမရှိဘူးဘာနဲ့တော်လို့ရလားလို့မေးထားတာထင်တယ်နော်အဲ့ဆိုရင်တော့အဥပမာအခု ဘန်းနဲ့ဆိုရင်ပန်းရောက်ကန်းနဲ့ပါမေးသာရှိလို့ရှိရင်နော် CI အရင်တင်ထားလိုက်နော်ဖြူဖြူဆိုတဲ့အကားပိုင်ရှင်နော်အအရင်ဆုံးအာ CI စာအုပ်သွားလုပ်ပါနော်ဒါနောက်ကျနေပြီနော်မြန်မြန်လေးသွားလုပ်ပါ CI စာအုပ်လုံးမှသာနောက်ထပ်ဆက်တော်လို့ရတာဖြစ်မှာရမှာဖြစ်ပါတယ်နော်ဒါကြောင့်မိုး CI စာအုပ်မြန်မြန်သွားလုပ်ထားပါနော်ဖြူဖြူဆိုတဲ့အကားပိုင်ရှင်မေးလာတာရော CI PT မရှိတဲ့ဘန်းနဲ့ပါမေးသာရှိရတော်လို့ရလားလက်ဘန်းနဲ့ပါမေးရန်အာတစ်မျိုးနှစ်မျိုးတည်းရှိလို့ရှိရင်တော့နောက်ထပ်ဆက်ပြီးတော့နေလို့ရတာကကြတော့အခုလာတဲ့နှစ်လပိုင်း7ရက်နေ့ ပဲနေလို့ရတယ်နော်ထက်တက်တန်တိုးမယ်ထက်နေမယ်ဆိုလို့ရှိရင်မရဘူး CI မှာ CI ရှိရမှာဖြစ်ပါတယ်ဒါကြောင့်မို့ CI နေမြန်သွားလောက်ထားပါနော်အာ CI အစိအစိတည်တယ်လေပြန်လုပ်လို့ရလားတယ်ဟုတ်ကဲ့ပါ CI စောက်တယ်ဆိုပြန်လဲလို့ရရယ်နော် CI ရုံးကုန်သွားပြီးတော့အဟောင်းရှိတယ်ဆိုလို့ရှိရင်တော့အစ်စ်ပြန်လုပ်လို့ရပါတယ်နော်အစ်စ်ပြန်လဲလို့ရပါတယ်ရှင် MOU 17လပိုင်း17လပိုင်း9ရက်2013မှာကိုမဲ့သူတွေဒီမှာဆက်တော်လို့ရပါသလားတဲ့ ာကုန်တဲ့သူတွေ2013ဆိုရင်ဘယ်နှစ်လဲ အာအဲ့တော့ကိုရဆာအုပ်ကိုကြည့်ပါတော့လိမ့်နှစ်လိမ့်နှစ်ကိုပေါ့နော်။အော်โอเคโอเคအောက်မှာအမိထားတယ် MOU လိမ့်နှစ်တက်တန်ကိုလို့တက်တန်တိုးရင်ဘယ်နေရာမှာတိုးပေးလဲခင်ဗျာတဲ့။အာ MOU စာအုပ်စာအုပ်တက်တန်ကုန်တာလား။အာမဟုတ်ရင်စာအုပ် Visa MOU တက်တန်ကုန်တယ်ဆိုတာစာအုပ်တက်တန်ကုန်လို့ရှိရင်ပေါ့နော်။စာအုပ်တက်တန်ကုန်လို့ရှိရင်တော့အာစာအုပ်ကိုမြန်မာတန်ယုံမှာသွားလဲရပါတယ်ရှင်မဟုတ်ရင်အာဗီဇာတက်တန်းကုန်တယ်ဆိုလို့ရှိရင်ပေါ့နော် MOU လေးနှစ်ဗီဇာတက်တန်းကုန်လို့ရှိရင်တော့အာ တော်မတော်မယုံမှာဗီဇာသွားသုံးမယ်နောက်ပြီးတော့ဂျာဟန်ဂန်ယုံမှာအာဝတ်ပါမယ်သွားလုံလုံရပါတယ်နော်ဒါကြတော့အာ info you တမားတွေပေါ့နော်လင်းနေပြီလို့ရှိရင်တိုးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအာကျေးဇူးပါမဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်အခုလိုမျိုးမေးလာပေးတဲ့အတွက်နော်ကျေးဇူးပါရှင် ဟုတ်အာအခုမေးထားတဲ့ပေါ့နော် MOU လေးနှစ်ကိုလို့တက်တန်းတိုးရင်ဘယ်နေရာမှာတိုးရတိုးပေးလဲခင်ဗျာတဲ့2019ဆိုမှာတက်တန်းကုန်ပြီခင်ဗျာတဲ့ဟုတ်ကဲ့ပါ29ရက်နေ့တလပိုင်း2023မှာတက်တန်းကုန်မှာပေါ့နော်အဲ့ဒီသူတွေကကြတော့အာဗီဇာတိုးချင်တယ်ဆိုရင်တော့ဗီဇာကကြတော့အာတော်မောသွားပြီးတော့ဗီဇာသွားတိုးရမှာဖြစ်ပါတယ်နောက်ပြီးတော့ဂျာဟန်ငိုင်းရုံးကိုသွားပြီးတော့ဝတ်ပါမဲသွားသွားလို့ရပါတယ်နော်ဒါကကြတော့အာနေနေပြီးတဲ့သူတွေနောက်ထပ်နှစ်နှစ်သူတို့တိုးပေးထားတာရှိပါလေရှင့် ဟုတ်ကဲ့ပါရှင်အားဆိုရင်တော့တိချင်တဲ့အကြောင်းလေးတွေမေးလာပေးဦးနော်မေးလာလို့ရသေးရဲ့ရှင်မဲအခြေလေးနဲ့ဖြေပေးဦးမှာဖြစ်ပါတယ်အာဥပမာပေါ့နော်ဩဥပမာပေါ့ ကိုကိုတိုင်သွားလုံးလုံးရတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကိုတိုင်ကိုကโอเคထိုင်းစကားလဲကျွမ်းကျင်တယ်ကိုသွားလာရတာလဲကိုကကျွမ်းကျင်တယ်ဆိုလို့ရှိရင်တော့ကိုကိုတိုင်သွားလုံးမယ်ဆိုရင်တော့ကိုရဲ့တထေးစာရွက်စာတမ်းတွေကိုယူဆောင်သွားဖို့လည်းမမေ့ချမ်းနဲ့နော်အဲလိုဆိုတော့တထေးတထေးရဲ့ချက်တွေကလည်းလိုအပ်ပါတယ်တထေးမှာဆိုလို့ရှိရင်ဘာဘာလိုအပ်မလဲဆိုတော့အာတထေးရဲ့အိမ်ထောင်စုစည်ရင်းမိတူရှိရမယ်မှတ်ပုံတွေမိတူရှိရမှာပေါ့နော်ဒါကတော့တာမန်ယုံ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 တထေးပေါ့နော်ဥပမာ company ဆိုရင်လည်း company အာကုပနီအာလက်မှတ်ပေါ့နော်မိတူရှိရမှာပေါ့နော်ကုပနီရဲ့အိမ်ထောင်ဥစည်းရင်ပေါ့ကုပနီလက်မှတ်အိမ်ထောင်ဆိုင်မိတူရှိရမယ်မဟုတ်ရင်အာနောက်ပြီးတော့ဗာလဲတထေးရဲ့အာမှတ်ပုံတွေမိတူရှိရမှာပေါ့နော်ဒါတွေကိုယူဆောင်သွားဖို့လည်းမမေးကြနဲ့နော်ဒါတော့ကိုကိုတိုင်းသွားလုပ်မယ်ဆိုရင်ပေါ့နော်တထေးရဲ့ချက်လက်တွေကိုယူသွားဖို့လည်းမမေးကြပါနဲ့နော်ဟုတ် CI လုံးရင်ဘလောက်ကိုကြတဲ့လဲကိုတိုင်လုံးဆောင်ရသလားတဲ့အာတကယ်တကယ်ဆိုလို့ရှိရင်တော့ပေါ့နော် အာအကုန်လုံးအောင်ပေါ့နော်ကိုယ်တိုင်လှုပ်ဆောက်လို့ရလားလို့အဲ့ဒါလေးကိုအဲ့ဒါလေးမေးလို့ရှိရင်ပေါ့နော်မိုင်ကလေဖြေရတာအရန်ခက်တယ်တီလားကိုကိုယ်တိုင်သွားလှုပ်လို့ရလားဆိုတော့တချို့အရာတွေကလည်းရတယ်အရန်လွယ်သွားလှုပ်လို့လွယ်တယ်ဒါပေမဲ့တချို့အရာတွေကကြတော့လဲဟိုဘယ်လိုပြောရမလဲဒီထိုင်းရဲ့ထိုင်းဘက်ကဖြစ်ဖြစ်မြန်မာပြည်ဘက်ကဖြစ်ဖြစ်အဲ့လိုမျိုးပူးပေါင်းပြီးတော့သူတို့အာလုပ်ပေးနေတဲ့ company တွေနဲ့လုပ်ပေးနေတယ်ဆိုတော့လေကိုကိုယ်တိုင်သွားလို့ရလားတချို့နေရာတွေလည်းခက်ခဲတာပေါ့နော်အဲ့ဒါကြတော့မိုင်ဘယ်လိုပြောရမလဲအာ ိုကိုတိုင်သွားလို့ရခက်ခဲတဲ့နေရာတွေရှိတယ်လို့မျိုးဆင်ပြေတဲ့နေရာတွေလည်းရှိတာပေါ့နော်ဇင်းတို့ကကြတော့ထိုင်းဟိုဟာလောက်ထားတာကြတော့ဘယ်တော့လဲဟိုဝပါမဲဗီဇာတက်တာ1900ဝပါမဲလောက်တာ1900ကြာမှာဒါကတော့ယူယူ CI စာအုပ်လောက်တဲ့အချိန်မှာပေါ့နော်အာယူယူဟိုဆိုရသတ်မှတ်ထားတဲ့ဈေးနှုန်းပေါ့နော်ဒါပေမဲ့ကိုကိုတိုင်သွားလို့လို့အဆင်ပြေရင်တော့အဲ့ဈေးနှုန်းနဲ့ရမှာဒါပေမဲ့ကိုကိုတိုင်တစ်ခါတချို့အရာတွေကကိုကိုတိုင်သွားလို့လို့အဆင်မပြေတဲ့အရာတွေအများကြီးရှိတယ် အဲ့လိုမျိုးပေါ့နော်သူတို့တွေကကြတော့လဲဟိုအဲ့လိုမျိုးပွဲစားတွေကိုပဲသူတို့ကဓိကထားပြီးတော့လုတ်ပေးနေတဲ့နေရာတွေမျိုးရှိတဲ့ရှိတာကြောင့်မို့ပေါ့နော်အကုန်လုံးကကိုကိုတိုင်သွားလို့လို့အဆင်မပြေတာတွေများတာပေါ့နော်ဒါကြောင့်မို့တိတိချာချာလေးဟိုစုံစမ်းပြီးတော့လုတ်ပေါ့နော်ဒါလေးကကြတော့ဟုတ်ကဲ့ပါရှင့် ဆေးဆေးဖို့လိုလားဟုတ်ကဲ့ပါဆေးဆေးဖို့လိုပါတယ်နော်ဆေးဆေးဖို့လိုပါတယ်အာတကူအာ CI စာအုပ်ပဲလို့ဖြစ်စာအုပ် အာချက်လက်တွေလုတ်တော့မယ်ဆိုရင်တော့ဆေးဆေးဖို့ကျမရေးဆေးဖို့လိုပါတယ်။ကျမရေးကကြတော့ပကတ်ဆန်ခုရှိတဲ့သူတွေကကြတော့ပကတ်ဆန်ခုလို့ရမှာပေါ့နော်။မရှိတဲ့သူတွေကကြတော့ကျမရေး၃လအမခံဝယ်ရတာပေါ့နော်။ဟုတ်ကဲ့ပါ။ဝယ်ရတာဖြစ်ပါတယ်။ Okay အဲ့ဆိုရင်တော့အာတိချင်တဲ့သူလေးတွေလည်း မရှိတော့ဘူးထင်တယ်နော်အာဒီနေ့ဒီကပြောချင်တဲ့အရာလေးကကြတော့အစားမိုင်ပြောသွားတဲ့ MOU သမားတွေပေါ့နော်၄နှစ်ပြီးတဲ့သူတွေ၅နှစ်ပြီးတဲ့သူတွေ၆နှစ်ပြီးတဲ့သူတွေမိုင်ပြောထားတဲ့အတိုင်းပဲလုဆောင်သွားကြပေါ့နော်၄နှစ်ပြီးတဲ့သူတွေလည်းတိုးလို့ရတယ်နှစ်နှစ်၅နှစ်ပြီးတဲ့သူတွေလည်းနောက်ထပ်တစ်နှစ်တိုးလို့ရမှသိတယ်နော် โอเคအဆွေတော့ဒီနေ့တော့မိုင်ကိုခွေပြပါအောင်လို့နောက်ပေါ့နော်တငယ်ချင်းတို့တည်တည်တဲ့အကြောင်းလေးတွေနဲ့မိုင်လာရောက်ပြီးတော့ပြပြပေးအောင်မှာဖြစ်ပါတယ်ဒီနေ့အကြောင်းတော့တငယ်ချင်းတွေအားလုံးလည်းစင်ပြေကြပါစေပေါ့အားလုံးစင်ပြေကြပြီးတော့အားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ရှင်နောက်မိုင်နဲ့ပြန်ဆိုကြမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်